လပိုင်နိုင်ငံဘာကြောင့်လူအသေးပြောက်ရမ်းများရတာလဲဖိလပိုင်နိုင်ငံစီဘူးပြည်နယ်ရဲ့ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ညပိုင်းတုန်းကဗဟိုပြုလောက်ကတ်ခဲ့တဲ့ငလင်ကြောင့်သေဆုံးသူ82ဦးထိမြင့်တက်လာတယ်လို့ရော်တာသတင်းဌာနမှဖော်ပြထားပါတယ်။ပြင်အား6ဒသမကိုမကနီကျူးရှိတဲ့ငလင်ဟာဖိလပိုင်ဒေသစံတော်ချိန်ည10နာရီမတိုင်ခင်လေးမှာပဲစီဘူးကမ်းလွန်ကိုဗဟိုပြုလောက်ကတ်ခဲ့တာကြောင့်သေဆုံးသူ82ဦးထိရှိလာပါတယ်။ စီဥပီနဲ့အာနာပိုင်တွေကတော့ငလင်တန်တင့်ဒေတာတွေကိုအကူအညီရအောင်နဲ့လျှက်စစ်မီပြန်ရအောင်ကြိုးပမ်းနေချိန်မှာပဲပြည်내အတွင်းမှာကပ်ဖေးဆိုင်ရာအရေးပေါ်အခြေအနေကြီးညာထားပါတယ်။နောက်ဆက်လက်ငွေတွေဆက်ပြီးလှုပ်ခတ်နေဆဲဖြစ်တာကြောင့်ငလင်မှာထိခိုက်တံရရသူတွေကိုစေယုံတွေရဲ့အပြင်ဘက်မှာပဲကူတာမှုပေးနေရတယ်လို့လည်းသိရှိရပါတယ်။စက်တင်ဘာလ30ရက်နေ့ညပိုင်းငလင်ဆလုပ်ပြီးကလေးကနောက်ဆက်တွဲငလင်ငယ်လှုပ်ခတ်မှုပေါင်း အကျဉ်600ထက်မနည်းလှုပ်ခတ်ထားပြီလို့လည်းဖိလစ်ပိုင်မိကြောင်အခြေဆောင်ရေးအေဂျင်စီကပြောပါတယ်။လူသေပြောက်များစေတဲ့အချက်များငလင်ပြင်းအားနဲ့ကြာရင်ငလင်တွေကငလင်လှုပ်ချိန်ပြင်းအား AMV လို့ခေါ်တဲ့ပြင်းအားကိန်းကဏ္ဍနဲ့အခြေခံတိုက်ထွာပါတယ်။ဒီကြောင့်မူနေပြီးခင်မမီတော့ဘူးလို့အခုအခါယူဆထားကြတဲ့ Richter scale လို့အများသိကြတဲ့ပြင်းအားပမာဏနေရာမှာအဲ့ဒီတိုက်ထွာချက်ကိုအစားထိုးသုံးနှုန်းလာခဲ့ကြတာပါ။ငလင်တခုအသတ်မှတ်တဲ့ဒီပြင်းအားကိန်းကဏ္ဍကငလင်ပြည့်ရော်ရွှေရှားတဲ့ အကွာဝေးနဲ့ရွေးလျားစေတဲ့အာဘမနာကိုပေါင်းဆက်ဖော်ပြထားတာဖြစ်ပါတယ်။ပြေအားနှစ်တသမငါဒါမှမဟုတ်ဓာတ်ထက်နည်းတဲ့ငလင်းတုံးကားမှုမျိုးဆိုရင်ပုံမှန်အားဖြင့်ခံစားမသိမြင်နိုင်ကြပါဘူး။ဒါပေမဲ့ဒိုင်းနာမှုပစ္စည်းတွေအရတော့သိနိုင်ပါတယ်။ပြေအားငါအထက်ငလင်းတွေဆိုရင်တော့ခံစားသိနိုင်ပြီးထိခိုက်ပျက်စီးမှုအနည်းပါဖြစ်နိုင်ပါတယ်။ဒီဘက်မှာပြေခဲ့တဲ့ပြေအားခွန်တသမတရှိတဲ့ငလင်းကိုကြီးမားတဲ့ငလင်းဖြစ်တတ်မှတ်မှာဖြစ်တယ်လို့ 2023ခုနှစ်ဖေဖော်ဝါရီလကတူရီကီတောင်ပိုင်းနဲ့ဆီးရီးယားမှာလှုပ်ခတ်ခဲ့တဲ့ပြင်းအားခွန်တသမရှိရှိတဲ့ငလင်ကိုလည်းကြီးမားတဲ့ငလင်အစ်စ်သတ်မှတ်ထားပါတယ်။ပြင်းအားရှစ်တက်ကြီးတဲ့ငလင်မှန်သမျှကိုတော့လုံကြီးမားတဲ့ငလင်ကြီးအစ်စ်သတ်မှတ်ထားပြီးအဲ့ဒီအစ်စ်ငလင်တွေကသူတို့ကိုအကြမ်းမှရှိတဲ့အတိုင်းဝန်းအလုံးကိုလုံးဝဖျက်ဆီးပစ်နိုင်ပါတယ်။ငလင်ပြင်းအားလိုပဲငလင်တုံကာမှုကြာမြင့်ချိန်ကငလင်ရဲ့ဖြစ်အားအပေါ်အကြီးကျယ်တက်ရောက်နိုင်ပါတယ်။ ငလင်ငယ်ရဲ့ဒုံကမှုဟာစက္ကန့်အနည်းပါးသာကြာတတ်ပါတယ်2004ခုနှစ်စူမာရောငလင်လိုအလဲအလက်ကနေပိုကြီးမတဲ့ငလင်တွေလှုပ်ရင်တော့ပြင်းပြင်းထန်ထန်ဒုံကလေးရှိပြီး1မိနစ်2မိနစ်လောက်ကြာနိုင်ပါတယ်လို့ပစိဖိတ်အနောက်မြောက်ပိုင်းငလင်ကွန်ရက်အဖွဲကဆိုပါတယ်ငလင်ရဲ့အနက်ဒါပေမဲ့ငလင်ရဲ့အရွယ်စားကသာအရေးပါထင်ရှားတဲ့အကြောင်းရင်းမဟုတ်ပါဘူးငလင်စားတင်ဖြစ်ပေါ်တဲ့ကမ္ဘာမြေပြင်စုံချက်နေရာကလည်းအရေးပါပါတယ်ဘောရဂုံငရင်တုံးကဆိုရင်ငလင်စုံချက်နေရာက ကမ္ဘာမြေကြီးရဲ့အောက်၁၈ကီလိုမီတာအကွာမှာဖြစ်ခဲ့တာပါဒါအေရတ်တောင်မြေနှစ်ဆလောက်မှာရှိပါတယ်ဒါပေမဲ့ဘူရီပေဒါဆန်နှုံးရတော့ဒီအကွာဝေးကိုနှဆိုင်တယ်လို့မသတ်မှတ်ပါဘူးဒီငလင်ကအထိုက်လျောက်အားဖြင့်တိန်တယ်လို့ဆိုရမှာပါစွိုင်းနဲ့ဒုံကမှုရောပါသွားစီတဲ့ကမ္ဘာမြေကြီးနေရာကငလင်ဘူကျရဲ့အပေါ်မှာနည်းနည်းလေးပဲရှိတဲ့သဘောဖြစ်ပါတယ်ဒီအတွက်တောင်ကလောက်ကမှုတွေပိုပြင်းထန်နိုင်စေပါလိမ့်မယ်လို့ postmark တက္ကသိုလ်ကငလင်နဲ့ဘူမိဗေဒပညာရှင်ဒေါက်တာကာမန်ဆိုလာနာက BBC ကိုပြောပြပါတယ် ။စာရင်းပါအားဖြင့်အင်ဒိုနီးရှားနိုင်ငံကလူသူရောက်နေတဲ့မြောက်ပိုင်းမာကူမာလူကူဒေသမှာ2023ခုနှစ်စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ငလင်ကတော့168ကီလိုမီတာအနက်ရှိပါတယ်။ဒီငလင်ကြောင့်လူသေဆုံးမှုရှိတယ်လို့မကြားခဲ့ရပါဘူး။ငလင်လုတဲ့အချိန်မော်ရိုကိုနိုင်ငံအလယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာဒေသဆန်တော်ချိန်ည7:00နာရီတမိနစ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီချက်ကဒီငလင်အတွင်းလူသေပြောက်များခဲ့တဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်။ ဒူလေအိဆက်နေချိန်မှာအဆောက်အဦအတော်များများထိခိုက်ပျက်စီးသွားခဲ့ပုံရပါတယ်လို့ဒေါက်တာဆိုလာနာကပြောပါတယ်။ငလင်နဲ့သေဆုံးခဲ့တဲ့အတော်များများဟာအဆောက်အဦတွေပြိုကျပျက်စီးခဲ့တာကြောင့်သေဆုံးခဲ့တာဖြစ်ပါတယ်။ငလင်ပညာရှင်တွေပြောလို့ရှိတာကငလင်ကြောင့်လူတွေတာမဟုတ်ပါဘူး။အဆောက်အဦတွေကြောင့်လူတွေတည်တာလို့ဆိုတဲ့စကားပါ။ဒါကြောင့်လည်းပုံမှန်အားဖြင့်လူနည်းနည်းပဲအိမ်ထဲမှာရှိနေချိန်နေပတ်မှငလင်လှုပ်ရင်သေဆုံးသူအကြီးအကျယ်နေပါတတ်တာဖြစ်ပါတယ်။ငလင်ပြင်းတဲ့ဆုံးငလင်မျိုးကလွဲလို့ ကြံတဲ့ငလင်အားလုံးရဲ့ဒဏ်ကိုကြံ့ကြံ့ခံနိုင်တဲ့နေအိမ်တွေစောက်လုပ်လို့ရနိုင်ပါတယ်ဒီလိုစောက်လုပ်နိုင်မှုအတွက်အစာအုပ်တွေကငလင်စွားရင်တွေကိုများနိုင်သမျှများများစုပ်ယူဖယ်ရှားနိုင်မှုလိုအပ်ပါတယ်ကမ္ဘာ့မှာငလင်အများဆုံးနိုင်ငံအဖြစ်အမေရိကန်ဘူမိပေဒစစ်တမ်းဌာန USGS ကသတ်မှတ်ထားတဲ့ဂျပန်နိုင်ငံငလင်တန်းခံနိုင်တဲ့အစာအုပ်တွေကိုရှေ့ဆောင်လမ်းပြစောက်လုပ်နိုင်ခဲ့ပါတယ်ငလင်စွားရင်အားလုံးကိုစုပ်ယူဖယ်ရှားနိုင်ပြီဆိုရင်ဒီအစာအုပ်ကပြိုကျမှာမဟုတ်တော့ပါဘူးလို့ဒိုဂျိုတက္ကသိုလ်ကအစာအုပ်ဆိုင်ရာအင်ဂျင်နီယာ ွဲဘက်ပါမောက်ကကျန်းစာတူကပြောပါတယ်အဓိကအပြင်ငလင်းဆိုင်ရမြေကြားဖြတ်နီးလို့ခေါ်တဲ့လုပ်ငန်းစဉ်တစ်ခုနဲ့အဆောက်အဦတွေကိုစောက်လုပ်တာဖြစ်ပါတယ်ငလင်းကြောင့်တုံခါမှုတွေကိုခံနိုင်ရင်ရှိအောင်ဥပမာအထူး30 50စင်တီမီတာရှိတဲ့ရောဘာဒုံးတွေလိုမျိုးအဆောက်အဦတွေကိုငလင်းတန်းခံနိုင်ဒါမှမဟုတ်တုံခါမှုကိုစုပ်ယူထားနိုင်တဲ့ပစ္စည်းတစ်မျိုးမျိုးပေါ်တင်ပြီးစောက်လုပ်တဲ့နီးဖြစ်ပါတယ်ဒါမှမဟုတ်ဒီလိုမျိုးကြောပြန်ဆောက်လုပ်တဲ့နီးမျိုးဟာအကုန်ကြများပါလေဆောက်လုပ်ရတဲ့ကုန်ကြမ်းစည်းိမ်နဲ့ ပစ္စည်းကိရိယာဈေးတွေကလည်းကမ္ဘာတောင်းဝန်းနိုင်ငံတွေမှာအကြီးကျယ်ကွာခြားကြပါတယ်။မလင်ကြောင့်အဆိုးဝါးဆုံးထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့တဲ့မော်ရိုကိုနိုင်ငံကလူသူရောက်နေတဲ့ဒေသမှာဆိုရင်အဆောက်အဦတော်တော်များများဟာပြင်းထန်တဲ့ငလင်တန်ကိုခံနိုင်ရည်စွမ်းမရှိတဲ့ရွာအုပ်တွေနဲ့ဆောက်လုပ်ထားတာဖြစ်ပါတယ်။ပိုမြင့်မီလူများများနေတဲ့အဆောက်အဦတွေဆိုရင်တကယ်လို့ငလင်ကြောင့်ပြိုကျခဲ့တဲ့သေဆုံးသူအရေအတွက်အများကြီးများနိုင်ပါတယ်။ 2023ခုနှစ်ဖေဖော်ဝါရီလတုန်းကတူရီနိုင်ငံမှာငလင်းအတွင်းအဆောက်အအုံများပြားပြိုကျပျက်စီးခဲ့ရပြီးမှာအဆောက်အဆောက်လုံးမှုစံချိန်စံညုံညံဖြစ်မှုအထူးသဖြင့်အဆောက်အအုံစီးမင်းတွေကိုလိုက်နာဖို့ပြက်ကွက်ခွဲမှုအပေါ်တူရီပြည်သူအတော်များများကဝေဖန်ပြောဆိုခဲ့ကြပါတယ်။အဲဒီငလင်းကပြင်အားကြီးရဲ့ဆိုပေမဲ့လည်းအဆောက်အအုံတွေကိုတော့အကောင်းကောင်းဆောက်လုပ်ထားမယ်ဆိုရင်မပြိုကျဘဲတောက်ခံထားနိုင်မယ်လို့ကျွမ်းကျင်သူပညာရှင်တွေကပြောပါတယ်။ ဒီငလင်းရဲ့အကြီးမားဆုံးပြင်းအားကြောင့်အကြီးကျယ်တုံ့ခါမှုတွေဖြစ်စေမှာဖြစ်ပေမဲ့အသေးစားဆောက်လုပ်ထားတဲ့အဆောက်အုံတွေကိုတော့ပြိုကျစေနိုင်မှာမဟုတ်ပါဘူးလို့လန်ဒန်ကောလိပ်တက္ကသိုလ်ရဲ့ရေးပေါ်စီမံချက်နဲ့စီမံခန့်ခွဲမှုပညာရှင်ပေါမောက်ကဒေးဗစ်အလက်ဇန်းဒါကပြောပါတယ်။နေရာတော်တော်များများမှာတုံ့ခါမှုအတိုင်းအတာကအမြင့်ဆုံးအဆင့်ထက်နည်းပါတယ်။ဒါကြောင့်ပြိုကျတဲ့အဆောက်အုံထောင်ပေါင်းများစွာကိုကြည့်မယ်ဆိုရင်အားလုံးနှိပါလောက်ဟာငလင်းတာဆိုင်ရာဆောက်လုပ်ရေးသတ်မှတ်ချက်တွေကိုမလိုက်နာခဲ့ကြဘူးဆိုတာကျွန်တော်တို့စစ်ဆေးတွေးခဲ့ရပါတယ်။ ဒီချက်တွေကြောင့်ဖိလစ်ပိုင်ငလင်ဝင်ရောက်မှုကလူအသေးပြောက်များခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့တောင်းဆိုလိုက်ပါတယ်နောက်ထပ်ဗီဒီယိုများနဲ့တူပြန်လာခဲ့ပါဦးမယ်